ဥရမြကိုပြတ်တန်းတဲ့ခါမှာဖွဲ့စည်းပုံခြေခံဥရအညီသာပြတ်တန်းတဲ့ကြောင်းဆွေးနွေးခဲ့ပြီးဖြစ်ပါလေအမျိုးသားလွတ်တော်ရဲ့အတူပြည့်ချက်ပါဇေယျတွေကိုစစ်စစ်လေ့လာတဲ့အခါမှာဖွဲ့စည်းပုံခြေခံဥရပါပြတ်တန်းချက်များနဲ့ကန့်ညီမှုမရှိကြောင်းတွေးရှိရတဲ့အတွက်ကျွန်တော်အနေနဲ့ဖွဲ့စည်းပုံခြေခံဥရနဲ့ကန့်ညီတဲ့ဇေယျကိုပြင်ဆင်ပေးပါရန်အဆိုပြုဆွေးနွေးခဲ့တာဖြစ်ပါလေကျွန်တော်တင်ပြတဲ့အဆိုပြုပြတ်တန်းချက်ကိုလက်ခံခြင်းမပြုဘဲ မဲခွဲအဆုံးပြတ်မယ်ဆိုရင်ကျွန်တော်တို့တပ်မတော်တာလွတ်တော်ကိုယ်စားများအနေနဲ့ဆုံးပြတ်ချက်ကိုကန့်ကွက်ပြီးမဲပေးခြင်းပြုလုပ်ပါမဟုတ်ကြောင်းတင်ပြအပ်ပါတယ်ဆန္ဒမဲပေးနိုင်ကြပါပြီ။ လွတ်တော်ကိုယ်စားလှယ်များခင်ဗျာနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေချမ်းကိုလွတ်တော်ကိုယ်စားလှယ်များကပြင်ဆင်ရက်အစိုးတင်သွင်းခြင်းဆွေးနွေးဆုံးဖြတ်ခြင်းများပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်ယခုဒီဥပဒေချမ်းတရားလုံးနဲ့ဆက်လင်းပြီးအတည်ပြုရန်လွတ်တော်ရဲ့သဘောထားရယူပါမယ်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေချမ်းနဲ့ဆက်လင်း၍အမျိုးသားလွတ်တော်ရဲ့အတည်ပြုချက်အတိုင်း ပြင်ဆင်ချက်မရှိအတီးပြူရန်လွတ်တော်ကသဘောတူပါသလားခမညာသဘောတူပါသလားခမညာသဘောတူပါသလားခမညာသဘောမတူသူရှိပါသလားခမညာရပါပြီထိုင်နိုင်ပါပြီသဘောတူသူများတဲ့အတွက် အမျိုးသားလွတ်တော်မှာစတင်တင်းသွင်းဆွေးနွေးပြီးပြင်ဆင်ချက်မရှိအတည်ပြု၍ပြည်သူလွတ်တော်သို့ပေးပို့လာသောနိုင်ငံတော်၏တိုင်ပင်ခံပို့ကိုဆိုင်ရာဥပဒေကြမ်းတရားလုံးကိုအမျိုးသားလွတ်တော်၏အတည်ပြုချက်အတိုင်းသဘောတူကြောင်းအတည်ပြုကြေညာပါသည်ဒီဥရေကျန်တဲ့ဆန်လင်းပြီး 2013ခုနှစ်ပြည်သူ့လွတ်တော်ဆိုင်ရာနေဥပဒေ196ရဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဆွေးနွေးပြီးပါပြီ။ဒါမဲခွဲပြီးပါပြီ။ဒါကျွန်တော်လွတ်တော်ဆိုင်ရာဥပဒေနေဥပဒေနဲ့အညီပဲကျွန်တော်လုပ်ပါတယ်။တင်ပြခွင့်မရှိတော့ပါဘူး။မဲခွဲဆုံးဖြတ်ပြီးပါပြီတပိုက်ချင်းကို။သဘောမတူတာကိုလည်းအခုတည်းတမ္မတော်ကုသရေဘက်ကတမ္မသဘောမတူတာကိုလည်းဒါဖော်ပြပြီးပါပြီ။ဒါအခုကြည့်လိုက်တာနဲ့အနည်းစုဆိုတာကျွန်တော်တို့သိနေတဲ့အတွက် အများစုသဘောတူထားလို့ဒါအတည်ပြုခြင်းဖြစ်ပါတယ်အားလုံးထိုင်ပါမတားဒီမှာပါပြီးွားပါပြီဒါလုံးောက်ထွက်လာပါလိမ့်မယ်ပြန်ကြည့်ပါရပါတယ်ထိုင်ပါရပါတယ်